စီရီယာအဖန်ကိုဝင်းရံအားဖြင့်ပေးကြပါတော့ညီကောင်မောင်များအားလုံးမင်္ဂလာပါခင်ဗျာဆန်ရည်သူဆရာမကြီးများနောင်ညိုရေးသားတော့ရင်ခွင်ဥတို့ပြန်ခဲ့သည်လို့အမိရတဲ့ဝတ္ထုကိုအပိုင်း30အနေနဲ့ဆက်လက်၍ဖျားတင်ဆက်ပေးကြပါတယ်ခင်ဗျာရင်ခွင်ဥတို့ပြန်ခဲ့သည်အပိုင်30။ဥသိမ့်အုပ်သည်ရှံဝင်းဝစီလမ်းကြည့်သည်ဒုံငိမ့်ငိမ့်ကိုမျောတာပဲဖြစ်လိမ့်မည်လာနေပြီလားစစ်စစ်ကြည့်ရှုသည့်သဘောလဲပါနေပြီလိမ့်မည်ထင်၏ ။ပွင့်ရင်အခုဘာမှနေတာလဲ။ညောင်ကန်ရိတ်မှာ။မြို့တက်ကအိမ်မီးလောင်သွားတယ်ဆို။ဟုတ်ကဲ့။ဘဲကတိလာလာတယ်။တိန်အိုမျက်နှာအထားရခတ်တယ်လို့ရှိကရှက်ချင်းမဖြေပဲစိုင်းငံ့နေသည်တိုးတိုးစီရောက်တယ်ထင်တယ်ဟုတ်တယ်ပညာရေးမှုယုံသွားရင်နှစ်ခါသုံးခါရောက်တယ်ပွင့်ကိုခတ်ဆွေဆွေကြည့်သည်ပွင့်တစ်ခါမှမသွားဘူးလားပွင့်ခေါင်းခါသည်မြို့တိကိုပွင့်တစ်ခါမှ ပြန်မသွားတော့ဘူး စိတ်မကောင်းတာလည်းတကြောင်ပြီးတော့ပွင့်ချက်တယ်ကိုအောင်ကျော်ကပွင့်ကိုလက်မှတ်ထားဖြစ်ပဲတစိမ့်ချိုးချိုးသွားတာကြောင့်လည်းရှက်ရသည် အပြောကြီးခဲ့သလားဘဝအရှိနေဟန်မကြသည့်အတွက်လည်းပိုပြီးချက်ရသည်သူကနားလည်ပေသည် ပွင့်ကိုကျင်နာရင်းဆွဲမှု မတနာပဲမနေနိုင်မှတ်ပြီလားဟုကျင်းဝါလျက်ကအရှိုးတရာကိုဆန်းနှင်းလိမ့်ပေးခြင်းသောမိခင်တူဥပမာပွင့်အပေါ်သူကယူနာတက်မိ၏ ဒေါငိမ့်ငိမ့်လာပြီဆရာကြီးပွင့်ကသူ့ကိုတတိပေးတယ်လို့ပြောသည် သူတို့အထူးတလဲစကားလွှဲနေဖို့မလို့ဒေါငိမ့်ငိမ့်ကပဲ အော်ကြီးဟစ်ကျင်နေဂျိုင်းဆွဲရင်ရှန်နေဝင်လာသည်ပိုဆုံးတွေကိုလူမမာစာလောက်ခဲ့ဖို့ဆော်ဩခဲ့တယ်စံပြုံးနဲ့ကြက်ပေါင်ကျော်လာလိုက်မယ်ဆရာကြီးရေဒေါငိမ့်ငိမ့်သည်မိဖို့ကြောင့်နဲ့တန်းဝင်သွားသည် အမလီရင်မောင်ရဲ့ထင်းတွေကလည်းကျဲပလဲနေတာပဲရင်နှွေးအိုးအောက်မှာလည်းမီးမရှိဘူး သူ့ကောင်းမှဖြင့်ပြားကြည့်ပဲရဲ့อืมတိုင်းအုပ်ပြုံးရဲ့ရင်ရွှေဆွလာသောနဖူးကိုလဲမာပတ်နေသောတပတ်နဲ့တောက်သည်ကျမတို့ကဒီမှာကြကြနေလို့မဖြစ်ဘူးចောင်းပြန်ရမှာဟိုမှာကဘာပြက်နေရောမယ်ဒီတကားသူအတန်ထွက်အောင်ရည်သည်သူဒီလိုရေမောတာတွေ့ရခဲ့တဲ့ဖြင့်ပွင့်ကြည်ကြည်နူးနူးပြုံးကြည့်မိသည်သို့တော်ဒေါညင်းကအီးမြနေမတတ် မဖြစ်ပါဘူးတို့ဆရာကြီးကိုတော့ပြုစုမဲ့သူတယောက်အမြန်ရှာပေးမှာပါပဲမဟုတ်ဘူးလားပွင့်ဦးသိန်းအုပ်ဒီအပြုံးရဲ့လွင့်စင်မတော့အောင်အထူးပင်တတိထားရလျက်ပွင့်ကိုကြောင်ငင်းငင်းကြည့်မိသည်ပွင့်သည်ထုံးစံအတိုင်းမလုံးမလဲဆက်သွေးဖြန်းကဟိုဟာလောက်ရမလို့ဒီဟာလောက်ရမလို့နိနောက်ဆုံးသူ့ရှေ့မှထွက်ခါမိဖို့ကြောင့်လည်းသူ့ဝင်ခဲ့သည်မမငိမ့်ကတိတ်နောက်တာပဲပွင့်ကိုအဲ့ဒါလိုမစပါနဲ့တော်ငိမ့်ငိမ့်က မက်ခွက်ထဲမှာကော်ဖီနှစ်ထားဒီကိုအဖုံးဖွင့်ကြည့်ရင်ပြုံးဖြီးဖြီးလုံနေသည်ပွင့်ကိုမစပါဘူးကွယ်ဆရာကြီးအတွက်ပြုစုမဲ့သူချာမိမယ်ပြောတာပါပွင့်ကဆရာကြီးနဲ့ကြောင်းနေပဲတငယ်ချင်းတွေမို့မမငင်းကစစ်ခုခေါ်ပြောရတာပါကွယ်ပွင့်ကဒေါ်ငင်းငင်းဤတင်မကို အသာဆွဲစိတ်သည်ဒေါ်ငင်းငင်းဤကြိတ်ရတဲ့မိဖို့ကြောင့်တကားဝါမှာရက်နေရင်သူ့ကိုတလဲမိဖို့ကြောင့်လည်းတလဲပြုံးဆဆကြည့်နေတော့မောင်ရင်မောင်ဟန်တို့ကြောင့် ကျောင်းဝကြီးခမရယာသာအင်ဒရီပြဲရတော့မတက်အနေခတ်နေရလေတော့ဤဘသူများလဲလို့ပွင့်ဖို့ပွင့်တော့ညောင်ကရိတ်မှနေတယ်ကြတယ်ဒါပေမဲ့တို့လဲတနေ့တနေ့မှအားရနဲ့ပဲတို့တို့ဒီဈေးဝက်အားမယုတ်သည်ကြက်တုံးတထုံချင်းရှင်တွယ်ပေးနေရမှာဝမ်းသာအားရနှုတ်ဆက်သည်ပွင့်ကဈေးဆိုင်နောက်ဖက်ကွက်ပြစ်တွင်ဝင်ထိုင်ကထုတ်တိုးချပြီးစင်တာတော့အဝိပခတ်အတွင်မှာခလေးငယ်ကိုငုံကြည့်သည်ဒါဘသူခလေးလဲ တို့တို့ကတူမကိုတူမလက်ညိုးညွှန်ထိုးကဟဟပပပရဲလိုက်သည်တမိလေးကကိုလာရှိပြီဒီလာပဲယူဒီလာပဲတန့်ရှိတိတ်ကိုလာခြင်းနဲ့ကလေးပွင့်လီအတော်ကလေးဝါဖိုက်နေပြီဖြစ်တော့တူတူကိုငေးကြည့်နေသည်တူတူပြောသည့်ကုန်ပစ္စည်းတွေကိုဆင်းရင်တွက်ချကငွေရှင်းနေတော့အမျိုးသားကိုပွင့်ကနှမ်းကြည့်သည်တူတူကိုမင်းကော့ပြီးတူလာမေးသည်တူတူကကောင်းငိမ့်ပြ၏ကိုတင် ဈေးဝယ်လဲပါတာပဲတူတူစကားခဏပြောလိုက်အောင်မယ်နော်အော်လက်ဖက်ကြီးလဲမှားပေးပါဦးပွင့်ကကြံရင်ကြိုက်တယ်ဒါပေမဲ့ဒီရချင်းကြံရင်မရဘူးပွင့်ရဲ့အေးမတောက်ရှင်ပါဘူးတူတူရဲ့လဲပင်းနားနေတယ်မနဲ့စောစောယထားစီရတာတိတ်လေးစိမ့်မိတာပဲတူတူကပွင့်နဲ့ပေးမှထိုင်ချလိုက်သည်တို့စီကိုတိမ့်အုပ်လာလေသေးတယ်ပွင့်ရဲ့။စာမေးပွဲဖြည့်ပြီးသွားလို့အပြန်ဝင်လာတာတတိယနှစ်ဖြည့်တယ်တဲ့ ပွင့်ကတိုးတိုးဘာမှမပြောခင်ရှက်သွေးဖျန်းသည်ပွင့်အเจ้าတွေမေးတယ်တို့ကမြို့တက်ကနေရွှေမသွားခင်ထိပဲပြောပြထိုင်တာဗော။ဘာတွေပြောလိုက်တလဲဟင်။တို့တို့ကကြောင်ကြသွားကြည်ดิ။ကိုအောင်ကျော်နဲ့ပြတ်သွားတယ်လို့ပြောပြလိုက်တယ်။သူလည်းအဲ့ဒါကိုသိရှင်ပုံရတယ်။ပွင့်ကနာကြီးကြည်ခွဲစွာနှုတ်ခမ်းကလေးမဲ့လိုက်ดิ။တို့ကအားရမှာပါ။ဘယ်ဟုတ်ပါမလဲပွင့်ရဲ့။ပွင့်ရဲ့ ဒုက္ခတွေကိုသိတော့သူအိမ်တွေမဆဲနိုင်အောင်မျက်နှာပြတ်တယ်။ဒီလိုဆိုတော့ပွင့်ဝမ်းသာနေပြန်ပြီ။သူကတယောက်ယောက်မတွေ့သေးဘူးလား။တွေ့ခဲ့ရောဗော။မတွေ့ခဲ့ပါဘူးတဲ့ကွာ။မင်းမယ်သူ့အသေးထဲမှာရှိနေသေးတယ်လို့တို့ယုံနေ။ပွင့်ဝမ်းသာဝမ်းနဲ့ငိမ့်ငိုင်သည်။ပွင့်ငယ်စဉ်ကဘာကြောင့်အိမ်မြအသိဉာဏ်ခေါင်းပါခဲ့ရပါတယ်လဲ။ငယ်စဉ်ကလို့တောင်မဆိုနိုင်။အတော်ကြီးအသက်အရွယ်ရလာသည့်အထီး တိ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 ကျကျဆိုရလျင်အရင်နှစ်နှစ်လောက်ကအထိပွင့်အင်မတန်အသိဉာဏ်တိမ်နိုင်လုံးလာသည်ပွင့်ကိုပွင့်ကဲ့ရဲ့ပြစ်တင်မိလေသည်သူကတော့သူ့အလုံးမှာပြောနေပါပြီပွင့်ကတော့ပွင့်တပြင်းချသည်ပွင့်ဆရာဒုက္ခစားကမပြောပါဘူးသူရောက်လာတော့ပိုးပြီးမပြောဘူးပေါ့ဒါပေမဲ့တဖြည်းဖြည်းနေသားကြလာတယ်ခလေးတွေကိုလည်းတနာတယ်ရှစ်တယ်ကြတော့ပွင့်ကြောက်လာပြန်ရောတို့တို့ရဲ့ ပွင့်ရင်တာယာကုန်းကျောင်းမှာတော့ဆက်ပြီးအလုံးမလုံးရှင်တော့ပါဘူး။အိုးဘာဖြစ်လို့လဲပွင့်ရင်ပွင့်ရင်သူ့အပေါ်တန်ရောစင်တိတ်ကြီးလာမှာဆိုးတယ်တို့တို့ရဲ့တို့တို့ကစိုင်မခလေးတယောက်လာဖို့တော့နဖက်ရီပကန်းတွေကိုလှမ်းယူရင်ရေမောနေသည်။ပွင့်ကတော့အတွေ့ခေါင်ပါပဲရက်ကွာ။သူကလည်းပွင့်ကိုတန်ရောစင်ကြီးတက်လာမမေ့နဲ့။ပွင့်အကြောင်းကိုခရီးစစ်တွင်းကြတိကျင်တယ်။ပွင့်ရဘာမှခက်ခက်ခက်ခဲတွေးမနေနဲ့။မင်းကလည်းလူလို့သူကလည်းလူလို့ အခုအလောက်တူတူဖြစ်နေပြီတို့ကအောင်တယ်ဖို့အရှင်သိင်မယ်ပွင့်ရင်တဖြက်ဖြက်ခုံးလာသည်တို့ကကိုအောင်ကျော်မယူတော့လွတ်နေတာတူတူရဲ့သူကကြည်ပြူပါမလားရှင့်ရင်အာလုံးခွဲ့လို့နိုင်ရမှာဘောကွာသူကမာနာကြီးတယ်နော်ခွဲ့လို့နိုင်တဲ့လူတယောက်ဆိုတာလဲတို့အသေးအမှတ်ပြုနိုင်ကောင်းပါလေပွင့်ရဲ့ပွင့်သည်ຫນွေຈ້າງမໄປມີတရက်ກາກູອອງຈໍນິປ່ຽນສົ່ງຊີ້ຢາເດດີກູປ ્યો ປ략ມີໄສກູເດດີ ဘာမှလည်းအကြောင်းထူးတာမဟုတ်တော့ကြောင်းမပြောပြတော့သို့တော်ပွင့်နှင့်တူတူပြန်တွေ့ကြမှာတော့ပွင့်ဘဝရဲ့အရေးပါသောခန္ဓာမှာ နေရာယူထားသူ၏အကြောင်းကတော့ပြောစကားထဲမှာမပါဘဲဘဲနဲ့နေပါမနဲ့ဒေါ်အေးမေနဲ့တွေ့သေးသလားပွင့်ဆရာမကအမေစီမကြခဏလာတယ်တွေ့ပါလေသူကတော့ပွင့်ကိုကြောင်းဆရာဆက်လုပ်စေခြင်းနဲ့ပွင့်မဆုံးဖြတ်ရသေးပါဘူးငါကတိုင်းအုပ်အကြောင်းပြောတော့သူကကိုအောင်ကျော်ကိုတတိယနေသေးတယ် အဖွားအိမ်မိလောင်သွားခြင်းကအဖွားဒီလည်းမိတကြိုပြီးသားဖြစ်ခဲ့ရသည်အတော်မလားစင်ကခင်လေးမူတို့အိမ်မှာ နေလိုက်ကပွင့်ကိုတော့ဆရာမဒေါ်အေးမေကပဲခေါ်တင်ထားရလေသည်ဆရာမ၏အိမ်ကနေပွင့်နောက်ဆုံးနှင့်စာမေးပွဲကိုဖြေဆိုခဲ့ရသည်ကိုအောင်ကျော်နှင့်လမ်းစာပြတ်သွားပြီးပွင့်စိတ်မလေလွင့်အောင်ဆရာမကပဲကြက်မက်ကြည့်ရှုခဲ့သည်အိမ်အောင်ပြတ်သွားသောအမေတို့တားအမေကိုလမ်းမခေါ်ယူကြတဲ့ဒေါ်အေးမေပဲဖြစ်သည် ပွင့်နေကိုအောင်ကျော်ဒုမမျက်မှောက်မှာပဲကွဲကွာသွားကြရတာကြောင့်အခန်းစားရဆုံးလူမှလည်းဒေါ်အေးမိပါပဲဆ iam ကပွင့်နေကိုအောင်ကျော်ကိုတိတ်သဘောတူတာပွင့်မှအထင်ကြီးတာမဟုတ်ဘူးဆ iam ကလည်းတိတ်အထင်ကြီးတယ်ကြီးမှာပေါ့လေဆ iam ခင်ဗျအဲ့ဒါလိုပညာတတ်လူကုန်တန်တယောက်ကိုနင်းနီးကကမှမဆက်ဆံဘူးတာပဲဆ iam အိမ်မှာပွင့်နေတုန်းကသူ့လာလာနေသေးတယ်နော်သူ့အိမ်ကခွင်းနေတုန်းကတော့ဇိုတိုးပြီးလာပါတယ်ကွာ ဒါတွေကိုဆီယာမကကြာနေတာအိမ်အောင်ကြာပြီးချိန်အထိပွင့်ပေါ်တန်ရောစင်မကုန်သေးတယ်လို့မာယာများပြတတ်သောပညာတတ်လူကုန်တန်ကြီးနှင့်တွေ့ဆုံသည့်အကြောင်းကိုဆီယာမသိလျင်ကျင်နာမဆုံးဖြစ်နေအောင်တော့မှာတန်ယုံကြီးကတော့တီလွန်းတာကို သူ့ပုံမှန်ကြည့်ပြီးဆုံးဖြတ်လို့ကတော့သူ့အတွင်းစိတ်ခံစားချက်ကိုတီးဖို့မလွယ်ဘူးပွင့်ကငြိမ်သက်နေပြီဖြစ်သောဘက်ခတ်ကိုလွှဲပေးလိုက်သည် ပြန်မဲတို့တို့အမေမျောနေလိုက်မယ် ။ကွာချင်းပြက်ဆဲခြင်း။ပွင်းတို့အိမ်မှာတည်င်းစာမယူပေ။ကြောင်းရောက်မှပင်ယထာနှင့်ပါလာသောခြင်းမုံတည်င်းစာကိုဖတ်ရသည်။ပွင်းတို့ဒေါငိမ့်ငိမ့်တို့အကျင့်ကတည်င်းစာဖတ်လျင်နောက်ကျောမှစပြီးစာရွက်လံဖတ်ခြင်းသည်။အလौချောင်းလာခေါ်တာတွေကိုမျက်လုံးထွက်မတတ်အရင်ရှာဖွေကြည့်ရှုသည်။ကွယ်လွန်အနှိမ့်စာရောက်ခြင်းကမွန်တက်စိစက်ကြောင်းလံလက်ထမင်္ဂလာကျေးဇူးတင်ရှိကြောင်းပြီးတော့ ကွာချင်းပြက်စဲဒီကနေ့ကွာချင်းပြက်စဲတရင်သည်ကိုအောင်ကျော်တို့ဖြစ်နေသောကြောင့်ပွင့်မှာတရင်စာမှာမျက်စိမခွာနိုင်ပဲရှိနေသည်ចောင်းသားတွေသည်ရှည်တန်းရှည်ចောင်းပေါ်မှာမိုးပြန့်အောင်ဆော့လျက်အော်ဟစ်ဆူညံနေကြလေသည်ပွင့်သည်တရင်စာကိုအသာပေးချကတကန်းလျှောက်တပွေကြီးထင်းကောက်ပြီးပြန်လာတော့ဆူဆူတို့တတိုက်ကိုငေးကြည့်နေသည်ပိန်လီနွားပါးကចောင်းပစိုးပင်ဝဲမချုံနိုင်ပဲဘောင်းမိတို့အစိမ်းကလေးတွေသာဝစ်ဆင်နိုင်တော့ဆူဆူကလေး သူကလေး၏မျက်လုံးတွေကတော့အစင်သဖြင့်တောက်ပလျက်ရှိသည်။ကျောင်းစာမှာလည်းကောင်း၊ကျောင်းစာပြင်ပလုပ်ငန်းတာဝန်များမှာလည်းကောင်း၊ဆွဆိုးသည် တက်တက်ကြွကြွညံရွှင်နေမြဲဖြစ်၏။ဆွဆိုး၏မိခင်မုတ်ဆိုးမှသည်တာကလေးကိုအာတာမျောနှင်ချမှာပဲဟုပွင့်ကဝေးနေသောခေါင်းဖြင့်ရောက်တဲ့ရရာတွေ့မိသည်။ဒီနေ့ပွင့်ဤအတန်းပိုင်းဒုတိယတန်းသို့ရောက်လာသောပုပ်ဆောင်ကလေးကျောင်းဝင်းထဲဝင်လာတာကိုလှမ်းကြည့်မိသည်။ နာမည်နဲ့လိုက်အောင်ဝါတူတူကလေးဖြစ်နေသောပုံစံသည်အောင်နာရှုပ်ရိုးကွဲနေသောတူနန်းနှံထမိန်ကိုဝက်ခါအခါလဲသားကလေးကိုကြောပိုးထားသည်ပခုံးမလွယ်အိတ်ကိုလက်တဖက်ဖြင့်ရင်မာပိုက်ထားလေသည်သူကလေးကတော့စာလဲမတော်ကြိုးစားနိုင်လာတာလည်းမဟုတ်ရှာပါတိုးတော်เจ้าမနေပြောအောင်မှီထားကြရသည်ပြီးတော့တော်เจ้าဆိုတာမြို့မှာလို့မဟုတ်မိဘတွေလဲတဲ့စင်ခိုင်အိမ်မကလေးငယ်ကိုထိမ့်ပေးကြည့်ရှုရမည် ကျောင်းတို့ကလေးခေါ်လာရင်လည်းလှစ်လျို့ချုပ်ထားရုံသာတခါတရံကလေးကြီးကဆော့ရင်ကစားရင်ကျမ်းပေါ်ချထားခိုင်းကလေးငယ်လိန်ကြ꽌ပြဲတာမျိုးတွေလေဆရာမတွေမှာစေးထဲကုသပေးရသေးသည်ဒေါ်မြဆင်းဤဆူဆူရွရွအော်ဟစ်တံကိုကြားရသည်ပွင့်သည်ကိုအောင်ကျော်ထံကအတွေ့တွေလမ်းလွဲဖို့ကြိုးစားနေရင်အလန်တကြားအတန်လာရာတို့လှက်ကြည့်မိသည်ကျောင်းဟုတ်ယောက်ကမှဦးသိန်းအုပ်လည်းအစောတလင်ထွက်ကြည့်လေ၏အတန်ဒီကျောင်းတောင်ဘက်မှာဖြစ်သည် မိဖို့ကယင်းနေအိုဂျူနေကြတော့ကလေးတွေဒီလကောင်။เจ้าဝင်းနဲ့ဝင်လာစေကလေးတွေဒီလကောင်။เจ้าတောင်ဘက်တို့ပြေးပြေးလွှားလွှားသွားကြသည်။ပွင့်သည်လေကားတယ်များမှ ပြေးဆင်းသွားသည်။ထိုအခိုက်မှာပဲဒေါ်များစင်ဤကျေလောင်သောရေမောတန်နှင့်အတူကလေးတွေဤရေတန်နေသည်ပဲ့တင်ထပ်သွားပြန်၏။ဆရာများအတွေ့တီးတန့်ထားသောအိမ်သာသည်။ရှေ့ရှည်တချောင်းကျိုးကရန်ကြနေသည်။ဒေါ်များစင်သည်အိမ်သာပေါ်ပေါက် မတရက်ခါတဟားဟားရင်နေသည်ကိုဖွင့်ထားသောတကားမှလှမ်းမြင်နေရသည်။ဒေါ်မြတ်မြတ်စင်သည်ចောင်းပေါ်မှဦးသိန်းအုပ်ကိုယ်တိုင်ဆင်းလာသည်ကိုတွေ့တော့မှကိုချိန်တက်ခါအိမ်သာပေါ်မှခတ်ရွတ်ရွတ်တတိပေးပြီးဆင်းခဲ့သည်။ခြာစားနေတာတွေ့တော့တွေ့တာဆရာကြီးရဲ့ကလေးတွေအိမ်သာကိုပဲမဲပြီးဂယုဆိုင်နေမိတယ်။ကျမဒီလောက်အဖြစ်ဆိုးလိုက်မယ်လို့မထင်လို့လေ။ဦးသိန်းအုပ်မှចောင်းတက်ချိန်မရောက်သေးတော့ကြောင့်တိုက်ပုံမပါပဲရှက်အင်းကြီးကော်လာကတော်လက်တော်ကလေးနဲ့မို့ ကျောင်းဆိုင်ပစိုးဝှထားသည့်တိုင်ဆရာတယောက်နဲ့မတူပဲကျောင်းသားကြီးတယောက်အလားနှုတ်ပြုံနေသည်ကျွန်တော်ရေးနေတဲ့ကျောင်းရဲ့လုပ်ငန်းစီမံချက်တွေထဲမှာကျောင်းထုတ်တွေခြားစားနေတို့ခေါင်းပေါ်ပြုတ်ကြမလားအောင်တိုင်ထောက်ထားပြီးနေရာတိကျောင်းဘက်ရဲ့မှာပြုတ်ပြင်နိုင်ဖို့ဆိုတာထပ်ဖြစ်ပြီးအိမ်သားတွေလည်းပြုတ်ပြင်ဖို့လိုအပ်နေကြောင်းရေးလိုက်အောင်မှပါပဲပွင့်နေတော်များဆင်းရေမောမိကြသည်သူငယ်တန်းပြတင်းပေါင်းမှဒေါ်ငင်းငင်းကတော့မျက်နှာမကြည့်မသားနဲ့ ဝိကျေတန်းကြီးလှမ်းကြည့်ပြီးကပြန်လှည့်ဝင်သွားလေ၏ဥသိမ်းအုပ်သည်အိမ်သားတွေကိုလှက်ပတ်စစ်စေးကလောလောဆယ်ယာယီပြင်ဆင်နိုင်မိနေရာတွေကိုမှတ်သားနေသည်ဟောဟိုမှာဆရာဥတင်ထွက်လာနေပြီပွင့်ကအားတက်တယ်ရောပြောမိသည်သူဒီလေပွင့်တို့လိုဘွဲရဆွဲခန့်ចောင်းเสียရဖြစ်လေသည်ပွင့်တို့ကိုတချက်ကြည့်ကအမှတ်မဲ့ចောင်းပေါ်တက်လာတော့မည်ပြုပြီးမှဥသိမ်းအုပ်ကိုလှမ်းမြင်သည်ဖြင့်ပြန်လှည့်လာသည်သူဒီမျက်နှာထားအတင်းတည်း လူပုံတေးသေးကွက်ကွေပင်နေတိုက်ပုံတက်ထရပစိုးနှင့် လက်ကန်အိတ်အနတ်ကိုဟန်ပါပါပိုက်ထားသည်ဘာဖြစ်လို့လဲဆရာကြီးသူသည်အသက်ရွယ်ခြင်းမကွာလသောဦးသိန်းအုပ်ကိုအထအဲ့လျောက်အယိုသေးပေးုံမှအပါတိတ်တော့လဲတလေးတစားမရှိလာပြီခမှန်မှခတန်းတန်းနှင့်ကြမ်းကြီးကြမ်းလက်တို့ကိုတီးတန့်ဖတ်ရှုနေလေရှိသည်ကျောင်းကော်ပရမတန်ကျောင်းခောက်လေပြီဆရာကြီးနှင့်သူ့ကိုထားခဲ့ကပွင့်တို့ကျောင်းဘက်ပြန်ခဲ့သည် ကျောင်းဆရာဘဝမှာဆင်းရဲနှုံချတာကတော့အမှန်ပဲ။တပည့်တွေဤဖူးပွင့်ဝေစားလာသောဘဝတွေကိုကြည်ကတာအမောပန်းဖြေနိုင်ကြရသည်။ဆရာမဆရာမဒီကောင်တွေးနေတဲ့ဆရာမဆရာမအားလုံးလှည့်ကြည့်လိုက်ကြသည်။စော်ရင်ထီးနဲ့ထိုးမိသွားလို့ဆရာမခလေးတယောက်ဒီနှစ်ဖူးကိုလက်ပြင်အုပ်ထားကတွေးတန်ရဲရဲဖြစ်နေသည်။ဒေါ်မြဆင်းကပဲဒံရအခြေအနေကိုကြည်ကရေစီခိုင်း သွေးစီပြေတောင်းခိုင်းပြီးတိတ်ခိုင်းနေအလုတ်ချုပ်သွားရလေသည်ဒုတိယတန်ချောင်းခောက်လေပြီကလေးတွေဖျားချီကိုတန်စီစီညံညံပေါ်လာ၏ဟိုမှာကြည့်ပါဦးရေတပုံးကုန်ရှောက်ရောက်တဲကြတယ်ဖျားသာရွတ်ရမှာပြင်းတယ်လေရင်ွေးအိုးကျူတောက်ရီအိုးရေဖြည့်နေကြတော့ကလေးတွေကိုကြည့်ရင်ကိုအတန်းကိုဝင်လာကြသည်ကျွန်တော်စီဝေသွားလာအောင်မယ်စတုဒ္ဒတာန်ဖြေဖို့စာစစ်ဌာနရွေးတဲ့ကိစ္စပါပဲ။ ျွန်တော်တို့တာယာကုန်းကိုမနာကျင်ကြတဲ့ကိစ္စအတော်ညှိနေကြရတယ်။ဦးသိန်းအုပ်ကဒေါ်မြဆင့်ကိုဥတီမှာကြခဲ့သည်။ကျွန်တော်စီယုံရဲ့ညံ့နေသေးတယ်။ပြေးလဲအောင်ကြိုးစားရအောင်ပါဗောဗျာ။လွယ်ရီတလုံးလွယ်ပြီးဆင်းသွားတော့ဦးသိန်းအုပ်ကိုလှမ်းမြော့ကြည့်ကဒေါ်မြဆင့်ကပွင့်အားပခုံးတွန့်ခေါင်းခါပြလေသည်။စတုဒ္ဓရန်စာမေးပွဲကိုအတော်လာလွယ်ကူပြီးခိုးနားစရာအဆင်ပြေသောအကြောင်းတွင်เจ้าနှစ်ခုသုံးခုစူပေါင်းကျင်းပဖြစ်ဆိုလေးရှိသည် အခါတိုင်းတာယာကုန်းတည်လဲစာစစ်ဌာနတွေထဲမှာတစ်ခုအပါဝင်ပဲသို့တော့ဒီနေ့မှမှတခြားเจ้าတွေကတာယာကုန်းမလာတော့ပဲပို၍ဝေးလံခေါင်းတည်တော့အုံးချက်ကုန်းနဲ့မက္ကေမာတာဖြေဆိုလိုကြောင်းပြောလာကြသည်ဒါဟာဦးကောင်းလိုက်မရှိတော့တည်ကြီးမဟုတ်ပဲအစ်စ်ရောက်လာတော့เจ้าအုပ်ပေါက်စားဤတကွက်တာမြဲဖြည့်ရတွေကြောင့်လည်းပါသည်တခြားเจ้าတွေကအောင်ချက်ရာနှုန်းပြည့်မီရေးကိုသာလုံးပန်းနေခြင်းတွင်တာယာကုန်းသည်အာကစားဖွံ့ဖြိုးရေးတာမကား ကျောင်းတွင်းကျောင်းပြင်စိမ့်လန်းဆိုပြေရေးစီမံချက်တွေပါအားတက်သရောစီစဉ်နေသေးတာကလည်းမျက်စိစပမွေစူးကြာဖြစ်နေသည်တနာပါတယ်တိမ့်အုပ်ခမပြေလဲရေးအတွက်အချောပေးအညံ့ခံဖို့လဲဝင်မလေးရှာပါဘူးဟဲ့ဒေါ်မြဆင်းသည်သူငယ်တန်းကလေးတွေကိုဝါလုံးရေးခိုင်းခဲ့ပြီးပွင့်ရှိရာပထမတန်းဘက်သို့ရောက်လာသည်နှစ်ယောက်သားစကားဆက်မြေကြံစေဒုတိယတန်းဘက်မှစပွဲကိုကျိန်လုံးနှင့်တပြန်းပြန်းရိုက်လိုက်သောကြောင့် အချိန်တန်ကကြီးလိုက်မိကြသည်ဥတင်ထွက်သည်ဇပွဲကိုကျိန်လုံးနှင့်စကားစကားဒုတိယတန်းကလေးတွေကိုမှန်မဲနေသည်ဘလို့နဲ့များဒုတိယတန်းကို ရောက်လာကြတာလဲအခုတည်းမြန်မာစာမမဖတ်တတ်မရေးတတ်ရင်သူငယ်တန်းကိုသာပြန်စင်းကျောင်းသားတွေသည်ခဲတန်းကိုကြီးကိုင်းပြီးငြိမ်တက်နေကြသည်သူငယ်တန်းကိုအစဉ်အမြဲကင်တွဲတော်တော်များဆင်းသည်တပ်ပြင်းမတိမတာရှာကပြန်လှည့်သွား၏ဥတင်ထွေးစေတနာမှာ ကလေးတန်းကိုတန်းတို့ညီမြထူးချွန်ပေါင်းမြောက်စေခြင်းသည်ဒါကိုတော်များစင်နားလဲပေသည်အလောက်ဝင်စားအတွေ့အကြုံလုံးဝမရှိသေးသောဥတင်ထိုးသည်ဒီကလေးတွေကိုစာတင်ကြောင်းမှာမြဲနေအောင်ဆရာတွေမြေမြစီယုံရာကြောင်းကိုမူကားသဘောမပေါက်သေးပဲရှိသည်အိမ်မှာအလောက်တနေရအတွက်လိုအပ်နေမြဲကလေးတွေကိုသရုတ်တာတန်းအောင်မြင်နေုံနဲ့ဘာမှဖြစ်မလာဘူးဆိုတော့အယိုးကျနေသောအစွဲကိုလည်းစူးစားပြီးရှုတ်ပေးနေရသေးသည် တောเจ้าမှာဇရာတွေကမမြဲတပည့်တွေကကြောင်တက်မမှန်နဲ့ပိုးလိုက်မိသူတွေမနစ်နာရလေအောင်ပထမတန်းတွေမလိုက်နိုင်ရင်တနစ်ထားခဲ့ရသည်နှစ်တန်းသုံးတန်းမှာတော့မမိတမီဖြစ်နေလျင်ဆက်ပြီးအတန်းတင်ကဆွဲခွာသွားကြရပြန်သည်ဒေါ်ငင်းငင်းကစတုဒ္ဒတန်းကိုသင်ကြားတွားခိုင်းတာပြီးတတိယတန်းကိုအင်္ဂလိပ်စာသင်ပြနေသည်ကလေးချို့မှာဗလာစာအုပ်တအုပ်ထဲမှာအင်္ဂလိပ်မြန်မာသင်္ချာ၃မျိုးစလုံးရေးကြွတ်ကြသည် အချို့များဆိုရေးပြီးကုံသွားသောစာအုပ်တွေမှာခဲပြက်နှင့်ပြန်ဖြတ်ခါရေးကြရသည်။ကျောင်းမှထုတ်ပြလိုက်သောဗလာစာအုပ်တွေဘယ်ရောက်ကုန်သလဲမမေးပြ။နွမ်းမာသောသူတို့ကလေးတွေဤအသွင်ပြင်ကတက်တည်ခန်းနေလေ၏။နာယီစဝိုင်းပုံရေးဆွဲပြကအရှိန်ပြပုံကိုမြားရေးဆွဲပြီးအာပေါင်းအာရင်တတန်နဲ့တင်ကြနေ၏။ဆေကလော့လက်တန်တို့ကအောက်မှာလက်တန်ခြေကအပေါ်တက်တက်မှာ ဒါဆိုရင်ဘာလဲပြန်ပြောပါဦးစေကလော့ပွင့်သည်ဒေါ်ငင်းကြီးကိုတစ်ချက်လှည့်ကြည့်ပြီးမဲလိုက်သောဥတင်ထွေဤနှုတ်ခမ်းကိုမြင်ဖြစ်အောင်မြင်သည်ဒေါ်ငင်းကြီးအင်္ဂလိပ်စာအတန်အတွက်မပီတတာကိုပွင့်တို့ကရေးကြီးခွင်းကျယ်လုပ်မနေပါပွင့်တို့သည်လည်းပီတတာမှမဟုတ်ပဲဥတင်ထွေသည်သာနိုင်ငံသားကော်မတီမှအမှုထမ်းခဲ့ဘူးသော ဖခင်ကိုယ်တိုင်ကတင်ပြပေးခဲ့သောကြောင့်အင်္ဂလိပ်စကားအင်္ဂလိပ်စာကိုပီတကျွမ်းကျင်သည် ဥတည်ထိုတက်ကြွတာကိုတခြားဆရာဆရာမတွေကအထင်ကြီးကြသည်ထို့သောတခြားဆရာဆရာမတွေကို သူ ပြက်ရပြူတာတော့မကောင်းပေဘူးပေါ့ပွင့်ကနှာခေါင်းကလေးရှုံပြီးတင်လက်စမြန်မာစာကိုဆက်ရွေတင်သည်တက်စင်နှင်ထုတ်တလုံးကိုတုံးကာလောက်អော်ပေးပြီးအများစုပြီးလောက်အောင်ဆောင်းရသည်ကြွကြတဆိုးကြွကြတာနော်ဖတ်စာထဲမှာတော့ဒေါင်းတောင်နေကြွကြကုန်တယ်လေကွာ ။ပွင့်ရည်မျက်လုံးတွေကဒုတိယတန်းဘက်ရောက်သွားသည်။ဦးတင့်ထွက်သည်ခလေးတွေကိုလက်ရေးလှရေကိုင်းတားဟန်ထိုးသည်။ကလဲထိုင်မှာတက်တောင့်တက်တာထန်ကစာအုပ်တအုပ်ကိုဖတ်နေ၏။တင်ပြနေပညာဆိုတာကိုသူခဏခဏဖတ်တာတော့ပွင့်လို့သိနေရ။အခုလည်းအဲ့ဒါပဲဖြစ်မှာပဲတွေ့၏။ကြွားဝါအာဘာတရားအော်လိုက်ပြီးမှအနှောင်အသွားမလွတ်တလို့ဖြစ်မှာစိုးရင်သွားသည်။ဟိုလေကြီးကတောင်းရောက်ဆောင်ပြီးကြွားဝါတယ်မဟုတ်လားအဲ့ဒါ ဒေါ်ငင်းငင်းဤခေခနဲ့ကြည်ရတန်ကြာရပြန်သည်ဥတင်ထွက်ကတော့အမှုမှန်အမှန်မှန်ပင်ပွင့်သည်အတော်ပင်မောဟိုက်သွားရ၏ပင်းစာအုပ်တွေလာထက်ကြနော်ခလေးမေတယောက်ဒေါ်ငင်းငင်းစီရောက်လာသည်ကိုပွင့်လှမ်းကြည့်နေပြန်သည်ဖတ်စာအုပ်လိုချင်လာကြည့်ရဲ့နဲ့တငုံငုံတရရလှုပ်လို့လုံးကြီးပေါင်းပြီးဝယ်ပေးထားတာဆရာမကြီးပြီးတော့အိမ်အောက်ကြာနေတာကိုမှတွေ့လို့လိုက်ပေးရတယ်တခါမှလည်းကိုင်းတာမတွေ့ပါဘူး ဘလာစာအုပ်ထဲကမှတ်စုကြီးပဲကြက်တာပါဖုတ်အလူလူတဲပေပေဖြစ်နေစေသရုတ်တာန်ဖတ်စာအုပ်ကလေးကို မိခင်ဖြစ်သူကတကူတကလာပို့ရှာသည်ဖတ်စာမဝယ်လဲနေလို့ပြောပါနဲ့ရှင်ကလေးတွေကလည်းကြောင်းဖွင့်ရင်စာအုပ်အစ်စ်ကင်ကျင်ကြတယ်မဝယ်မနေရမပြောပါဘူးကလေးတွေမုံစားလို့တော့အခါဆရာဆရာမတွေဒီကြောင်းရှိဝရဏနာမှာစူဝေးပြီးဂျိုက်ကိုစီဖွင့်ပြီးစားတောက်ကြသည်စွန်ကြိုင်ကရောက်ပါရဲ့ ဖုန်းကြီးမရှိတော့ဘယ်နဲ့လောက်ကြမလဲ။ဟုတ်ဒေါ်ငင်းငင်းကမေးရင်ကျောင်းအုပ်အတွက်ရောက်နေတော့တုံးစင်ထမင်းကြံကိုဖွင့်သည်။ဟင်းကျင်ဖလဲပေးလိုက်ကြတာပေါ့ကွာ။ဟုတ်ဒေါ်မြစင်ကဟင်းကြံကိုကဲကြည့်ရင်ဆို၏။ဦးတင်ထွက်ကတော့သူ့အိမ်မှဇနီးထည့်ပေးလိုက်တော့ဟင်းကြံကိုဖွင့်ပြီးအိမ်တွေရရစားနေသည်။ဖွင့်သည်။သူမပါလာတော့ဂျိုင်းထဲမှာကြက်အသေးတုံးကိုဆဲကဦးသိန်းအုပ်ဤမပြည့်ကျော်နေသေးတွင်ထဲလိုက်သည်။ဒေါ်မြစင်ကလည်းသူမဤထမင်းပူတဲ့ရှိ င်းကွက်ထဲမှာတဲသီးကျော်အချို့ကိုဥတိန်အုပ်ကြိုင်နဲ့ခတ်ထည့်ပေးသည်ပြီးတော့ဥတင်ထုတ်ဤကြိုင်နဲ့လည်းထည့်ပေးသည်မြစ်ကျော်တွေအများကြီးပဲစီတွေဤပြီးစိတ်နေမဲ့ပုံပဲဆရာကြီးတော့ကုံမှာမဟုတ်ပါဘူးဒေါ်မြဆင်းကပြောပြောဆိုဆိုတစုံကော်ယူပြီးဥတင်ထုတ်ကြိုင်နဲ့ထည့်သည်ပြီးတော့ဒေါ်ငင်းငင်းပွင့်နောက်ဆုံးသူမဥတိန်အုပ်အတွက်ဝေပုံကြတာကြံတော့ဤကျွန်တော်ဟင်းကတော့ငတလာအောင်ခမရ ဆရာကြီးကြိုက်မှမထင်ပါဘူးမကြိုက်ဘူးဆရာသူကအယိုးကြောက်တယ်စူဝေစားတော့ပံများသဖြင့်ဆရာမတွေဒီသူတို့ဆရာကြီးအကြိုက်ကိုလည်းအလိုက်သိနေကြလိမ့်ပြီဆရာမတို့စားပါအောင်လားငင်းလိုက်နေရင်မခင်မင်ရကြမှာဆိုရသည်ပြီးတော့ဒေါ်မြဆင်းကငတလောင်ဟင်းကိုကြိုက်လဲကြိုက်လေသည်တတုံးခတ်อยู่ကဒေါ်ငိမ့်ငိမ့်နဲ့နှစ်ယောက်တစ်ဖက်စီယူလိုက်သည်အခန်းဆက်လေတာယာကုန်းမူလာတန်းကြောင့်ဆံမေးပွဲတွေပြီး၍ ကြောင်းကြီးပြဲ့ရွာလိပြီအတန်းငယ်တွေမှာစာမေးပွဲအပြေလွှာတွေကိုလည်းစူပေါင်းစစ်ဆေးပြီးကြပြီဦးသိန်းအုပ်သည်တာယာကုန်းတွင်ဇုဒ္ဒတန်စာမေးပွဲဆစ်လိုက်နိုင်သောကြောင့်အတော်ကြီးစိတ်လက်ပေါ်ပါသည်တကယ်တော့သူ့ကြောင်းကဝင်းနေရကျဲ့သည်အရေးကောင်းသည်ကြောင်းသားတွေနေလည်နေခင်တက်တောင့်တက်တာခိုနားနိုင်လေ၏ယနေ့မြို့နယ်ပညာရေးမှုရုံးမှဆင့်ခေါ်အကြောင်းကြားသည့်ဖြင့်သူရောက်လာသည်သူ့ကြောင်းအဆောက်အအုံဟောင်းပြုပြင်ရင်းနှင့်အဆောင်တိတ်တိုးချဲ့ဆောက်လို့ရည်အတွက် ပညာရေးဌာနမှငွေအချို့ရမည်ဖြစ်သည်။ရဲရွာမှကိုထူကိုထားစူပောင်းရံမုံဝင်နှင့်စူပောင်းဆောင်ရွက်ရပေလိမ့်မည်။တိုက်တိုက်ဆိုင်ဆိုင်မြို့တယ်မှမူလာတန်းကျောင်းအုပ်ဆရာမကြီးနှင့်အတူဒေါ်အေးမေကိုပညာရေးမှုရုံးတွင်တွားဆောင်နေသည်။ဆရာမကြီးကရွှေကိုင်းမြတ်မှန်ဝိုင်းကြီးကိုစကားစကားရဲရဲမောမောပြောပြသည်။ဆရာကြီးဖြစ်ပုံကပြောပင်မပြောချင်ပါဘူး။အာမက30ဆာစစ်ဌာနကို ကျမเจ้าကဆရာမတွေအခန်းဆောင်ရတယ်လေအဲ့ဒါခလေးတယောက်ဖတ်စာအုပ်အောက်ခံပြီးရေးဖြည့်နေတာကိုကျမရဲ့ဆရာမကလေးတယောက်ကတွေ့သွားတယ်ဖြေတာကတမိုင်းဖတ်စာအုပ်ကပထဝီပါအဲ့ဒါကိုအတာသိမ့်လိုက်ရင်လည်းပြီးတာအခုတော့ဘလို့ပြောလိုက်တယ်မှတ်တယ်လေဆရာဆရာမကြီးကမေးလည်းမေးရည်လည်းရည်နေသည်သိမ့်အုပ်ကပြုံးပြီးနားဆွင့်နေ၏เจ้าအုပ်ချင်းအတူတူဆိုပြီးခွာရတိုင်းကျင်လို့မဖြစ်သူတို့လှုပ်တက်ကရင်လာနေပြီ။ တန်ယုတ်တို့လူငယ်တွေကသူတို့၏အတွေ့အကြုံနဲ့တမားကုံကိုလေးစားနေရထားရပေမည်။အဲခလေးရဲ့စာအုပ်ကိုတိမ့်တာတော့တိမ့်တယ်။ပြီးတော့ပြောတယ်တဲ့။အော်အာမက30ကခလေးတွေ အောင်ချက်ကောင်းတော့မှာဗောတဲ့။ဒါပဲပြောတာကတော့ဒါပဲ။အော်ဆိုတော့နေရာမှာဆရာမကြီးကမေးကလေးစောင်းခဲ့ကနှုတ်ခမ်းရွက်ပြသည်။အာမက30ကခလေးတွေအောင်ချက်ကောင်းတော့မှာဗောဆိုတော့နေရာမှာတော့ မီးကိုစက်ကနေငော့ကနှုတ်ခမ်းကိုကားငယ်ကိုကြွေးရှာလိုက်သည်တီဗီကြာပြီးအကြောင်းအရာဖြစ်ပါလျက်ဒေါ်အေးမီထက်ရည်သည်တင်းအုံလည်းရေမောမိသည်ခုခေတ်ကလေးတွေကလည်းအာကဟေးခွနကအိုင်တင်အတိုင်းပြန်လှုပ်ပြပြီသူတို့ဆရာမတွေကိုတိုင်တယ်လေဒါနဲ့ပြက်တနာဟာယုံထီရောက်ပါလေရောဆရာမဝဝကြီးသည်ခေါင်းကိုဖြေးလေးစွာခါရန်ရင်တက်ပြင်းရှာသည်ပြက်တနာဒီယုံရောက်တော့ကျမတို့လည်းဒီယုံရောက်ရတာပေါ့ဆရာရဲ့ တပည့်မကောင်ဆရာကောင်နဲ့လက်ထောက်ဆရာမတွေနှုတ်သီးကောင်းရင်ကျောင်းအုပ်ကြီးကောင်းလို့ဖြည့်ချင်တော့တာပဲပညာရှင်မှုယုံမှာအတူတကွထွက်လာပြီးနောက်ယုံဝါမပင်ဆရာမကြီးကတဖက်တိန်အုံနဲ့ဒေါ်အေးမေကတဖက်လမ်းခွဲခဲ့ကြသည်ဆရာမမြို့တစ်ပြန်မလို့လားမပြန်သေးဘူးမောင်တိန်အုပ်ကပွင့်ဝေတို့အမေနေမကောင်းလို့ကြုံတော့ခဏဝင်ကြည့်မလို့ဆရာကတာယာကုန်းပြန်มาထင်းနေပွင့်ဝေတို့အိမ်လိုက်ခဲ့ပါအောင်လား တိန်အုပ်အဖြေမပေးသေးတော့လေငင်းဆန်လူစိတ်တော့လုံးဝမရှိပေသွားရကောင်းလို့မကောင်းလို့ချိန်ဆနေခြင်းသာဖြစ်လေသည်နေမကောင်းတာအတော်ကြပြီစိတ်ထောင်းကိုကြီးဖြစ်မှာပေါ့လေအိမ်တော်ကြီးကလည်းအစင်မပြေသားတွေကလည်းအရှိမကြပဲကိုပွင့်ထက်အငယ်မလေးကလည်းနည်းနည်းဆိုးကျင်နေပွင့်တယောက်လိန်မာပေတို့တာပဲတိန်အုပ်ဒီဒေါ်အေးမေကပွင့်ကိုရှင်းမွန်လိုက်တဲ့အတွက်စိတ်ဝမ်းအေးများသည် ယခုမှပင်ចောင်းတွင်ပြိတ်လိုက်ပြီးပွင့်နှင့်မတွေ့ရသည်မှာကြာတော့ကြာလာပြီဟုလွမ်းလွမ်းဆွဆွဖြစ်မိသည်ငငယ်တော်ကပွင့်နှင့်ခွဲကရွာတို့ပြန်ရတိုင်းတတလွမ်းဆွခဲ့ရဘူးသောဝေဒနာသည်အတိတ်တခါပြန်လည်၍နိုးကြွလာရပြန်သည်ပွင့်ကတော့သူ့ကိုတတိမှရပါလေစားမိခင်အတွက်ဗျာများနေရှာမှာပဲဟုပွင့်ဘောဂယုနာတွေရေစီးကမ်းပြိုနေတော့သည်ပွင့်တို့ညောင်ကန်ရိတ်တို့တိန်အုပ်နှင့်ဒေါ်အေးမင်အတူသွားပြကြသည် ပွင်းတော့အိမ်မှာလေကန်တွေနှစ်ထပ်ပြင်းအောင်အိမ်တွင် ဖြစ်သည် ပွင်းတော့ကအပေါ်ထက်လက်ရပခန်းမှာနေကြသည်ဆယ်ပေ25ပေအခန်းခြေကိုလိုက်ကာတွေနဲ့ပိုင်းခြားထားသည်မခင်ဝေးရင်ပွင့်ရင်အိမ်ရှိခန်းတွင်မိသူများမရှိရေဒီယိုမှသရှင်းတန်တက်တက်သာကြားနေရသည်စိတ်ထားသောတကယ်ရောက်ကိုတွန့်ပွင့်ရင်ဒေါ်အေးမီကအော်ခေါ်သည်ဆီယာမပါလားအတော်ပဲမေမေကလည်းမျောနေတာပွင့်သည် ပြည်ထဲပေါက်အနည်းတွင်ထိုင်ကတချောင်းတို့ထိုင်ထိုးနေသည်သူမ၏နဘေးတွင်ပလတ်စတစ်အိတ်ကြီးနှင့် ထိုးပြီးအပိုင်းစများတိုးမွေးလုံးများကို တွေ့ရသည်ပွင့်သည့်ဒေါ်အေးမေကိုမြင်လျင်ထိုးလက်စတိုးမွေးတွေကိုစပွဲပုကလေးပေါ်တင်လိုက်လေ၏ဆီယာမနောက်မှသူအိမ်ထဲလိုက်ဝင်လာတော့မှပွင့်ကသူ့ကိုလှမ်းမြင်သည်ဟဲဆရာကြီးလည်းပါလာတဲ့တော့ဘယ်မှာတွေ့ခဲ့ကြတာလဲပွင့်အီဝမ်းသာရှင်မှုပြုံးရဟန်သည် သူ့ကိုဘဝင်ကြမောပြေစေသည်ပွင့်သည်သူအင်မတန်နှစ်သက်မြဲဖြစ်သောလက်ပြတ်အင်းကြီးကလေးဝတ်ဆင်ထားသည်သပင်ဖားလာကြကမျက်နှာမှာတဏ္ဍာရည်ကျဲပေါ်ထား၏အိမ်နေရင်ပင်လျင်နှုတ်ခမ်းနေပန်းခရမ်းရောင်ကိုအင်းကြီးနှင့်လိုက်ဖက်အောင်ဆိုထားသေးသည်အသေးခွေးရောင်ဟုကိုကဲ့မှတင်စားခေါ်ဟောသည့်ဒီရောင်ကိုပွင့်ကပေါ်ပင်လိုက်ခါဆွဆွလန်လန်သုံးဆွဲနေပြန်သည်အလားကျစေမမောစေဖြစ်တော်လဲ အခုချိန်မှာတော့အလှပြင်ပစ္စည်းအတွေ့ငွေကုန်ကြီးကြခံနိုင်စွာမရှိသည်ကိုမကြေမနက်ဖြစ်မနေတော့ပွင့်သည်ဒီအချိန်နေဒီဘဝပေးကိုပဲကြည်ကျင်းနဲ့နဲ့ရောင်ရဲနေတတ်လေပြီပြင်ဆိုင်မှုရုံးကိုဘာအတွက်လာရတာလဲဆရာကြီးကျောင်းဆောင်အစ်ဆောက်ဖို့နဲ့အဟောင်းပြင်ဖို့ကိစ္စပဲပွင့်ရဲ့ငွေကြလာပြီဆိုတော့ရွာနဲ့ညှိနှိုင်းပြီးအလုပ်ဆရတော့မယ်တွဲဖက်အလဲတန်းကြောင့်ဖွင့်ဖို့ကိစ္စများလာလို့အဲ့ဒါလဲဒီနေ့တော့ဖြစ်မှာပါဖြစ်ပါလိမ့်မယ် တိန်အုပ်သည်ပွင့်ဤစံစားမှမွှေးပြန့်သောခရီးကုန်းကိုငေးကြည့်မိသည်ထိန်ထိန်ခဲ့ရသောစကားလုံးတွေသည်သူ့တတိမထားမိလိုက်ခင်မှာပင်တိုးတိတ်ညင်သာစွာလွတ်ထပ်သွား၏ဒီခရီးတွေကိုတော့ဘသူကမှကောက်ပေးတာမဟုတ်ဘူးထင်ပါရဲ့နော်ပွင့်တိန်အုပ်လာရောက်လက်ပတ်ခရေကဝမ်းသာလုံးစို့နေတော့ပွင့်သည်ခရီးတွေအကြောင်းပြန်လဲတူးဖို့ကောင်းတော့သည်အထီတော့မျှော်လင့်မထားပေပွင့်သည်ရှက်သွေးဖျန်းကမျက်လုံးလွှဲယုံသာလွှဲကပြုံးပြဲပြုံးနေလေသည် ပွင့်ဝဲတာပါပွင့်တော့လမ်းထိပ်မှာဈေးကလေးရှိတယ်လေဆရာကြီးမြင်ခဲ့ရမှာမဟုတ်လားအဲ့ဒီဈေးကဝဲတာပါတကယ်တော့ပွင့်တို့အေးချမ်းလွတ်လပ်စွာဆုံတွဲခွင့်ရသောအချိန်တွေမှာနေပါတူတောင်းလာသည် နေ့စဉ်တွေ့ဆုံနေရသောအချိန်တွေမှာကျင်းဝဲတိတ်ခါကအစဉ်တစ်ပြင်းစီချထားသည်အခုလိုခရင်အကြောင်းများဖြင့်လေးတန်းတစုံတစကြားဖို့နိုင်ခဲ့ပါမလားအခုလည်းအရေးကောင်းဒိန်းတောင်ဖြတ်သောဆရာမတော်အေးမေတာမက မိခင်ဖြစ်သူပါနာရောက်ဝိုင်းဖွဲ့ထိုင်သည် ဟုတ်ကဲ့ပါခင်ဗျာဆာရေးသူဆီယမကြီးများနောင်ညိုရေးတာတော့ရင်တွင်ဥတို့ပြန်ခဲ့သည်လို့အမိရတဲ့ဝတ္ထုကိုအပိုင်း30အနေနဲ့စီစဉ်30ချင်းကိုဒီမှရင်ခိတာခဏရနာထားခွင့်ပြုပါခင်ဗျာနောက်ပြန်အပိုင်း7သတိပိုင်းမှာကျွန်တော်တို့ညီကောင်မောင်နှမတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ